မန်ချက်စတာစီးတီးကအက်စတွန်ဗီလာကိုဗီလာဖက်မှာ3-0ဆက်ရှုံးနိမ်သွားခဲ့တယ်။ဒီနှစ်မှာလည်းဂွာဒီယိုလာရဲ့ပွဲချင်းကပ်ပေါ်မှာလိုအပ်ချက်ရှိခဲ့တဲ့အပြင်ဟာလန်မှာဂိုးမသွင်းနိုင်မန်ချက်စတာစီးတီးဂိုးမသွင်းနိုင်တော့ဘူးလားလို့မေးခွန်းထုတ်ရမယ်။အခြေအနေဖြစ်လာခဲ့တယ်။မန်ချက်စတာစီးတီးရဲ့အားနည်းချက်တွေအကြောင်းကိုဒီဗီဒီယိုကနေသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကိုတော့ Wines Back ကနေအဓိကကိုညီပံ့ပိုးပေးထားပါတယ်။ C2O Opinio ကိုကြည့်ရှုနေတဲ့ပရိသတ်တွေအထက်ကဘောလုံးအကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေအတွက် Wines Back မှာ Opinio ဆိုတဲ့ promo code ကိုအသုံးပြုပြီးတော့အကောင့်ဖွင့်လင်းနိုင်ပါတယ်။ဒီဗီဒီယိုရဲ့ comment section မှာလည်း promo code ကိုချထားပေးမှာဖြစ်လို့ကြည့်ရှုအားပေးနိုင်ပါတယ်ခင်ဗျာ။ ားလုံးပဲမင်္ဂလာပါ C2O Opinio ကနေကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးချင်တာကလျှက်တပြက် review တော့မဟုတ်တော့ဘူးအဲပွဲမနေ့ညကဒါ Arsenal ပွဲ Manchester City ပွဲတစ်ချိန်နဲ့ကစားခဲ့တယ်ပြီးတော့အနည်းငယ်အကြာမှာ El Clasico ရှိနေတယ်ပေါ့နော်အဲ့တော့ခုပွဲအရင်တိုက်နေတယ်ကျွန်တော်အနည်းနဲ့လျှက်တပြက် review တင်ဆက်ပေးဖို့မဖြစ်နိုင်ခဲ့ဘူး Soccer House မှာတော့ပွဲ review ပြောထားတယ်အခုကျွန်တော် channel မှာလည်းတင်ဆက်ပေးသွားဖို့ရှိတယ် core idea ကတော့မပြောင်းလဲဘူးပေါ့နော်အဲ့ဒါကပါလဲဆိုတော့ Guardiola အနည်းနဲ့ဒီပွဲကို ချင်းကပ်ပုံလိုအပ်ချက်ရှိခဲ့တယ်အဲ့ဒါကကျွန်တော်ပွဲ line အထွက်လာတဲ့ကကျွန်တော်ရဲ့အမြင်ပေါ့နော်ဘာကြောင့်လဲ Nico Gonzalez မပါဘူးကျွန်တော်အနေနဲ့နာမည်ကအရင်မကြည့်ဘူးဒီ Rose မှာကစားတဲ့ကစားသမား any type ဖြစ်ရမယ် Rodri မပါရင် Nico Gonzalez ပါတယ် Rodri လောက်မကောင်းပါနဲ့ Nico Gonzalez မှာအဲ့ဒီနေရာကစားတဲ့ single pivot number 6တယောက်ရဲ့အရှိအသွေးတွေရှိတယ်ဟုတ်ပြီဒီပွဲကိုပွဲထွက်လာပဲ Rinders Rinders ကအဲ့ဒီနေရာကစားတဲ့ကစားသမားလုံးဝမဟုတ်ဘူးသူကနံပါတ်10နဲ့နံပါတ်8တည် နံပါတ်8ဆိုရင်တော့သူကကိုအရန်သွင်းတဲ့ type attacking ကိုကောင်းတဲ့ type ဖြစ်တယ် defense မကောင်းတာမဟုတ်ဘူးကောင်းတယ်ဒါပေမဲ့သူကောင်းတဲ့အပိုင်းက jewels တွေ tackles တွေပြီးတော့ light eye တွေဒီလိုနေရာမှာကောင်းတာ single pivot တွေကအဲ့ဒီအချက်ကိုတည်မီထားတာမဟုတ်ဘူးသူတို့ရဲ့အလုပ်က defensive coverage coverage ကအဓိကကြတယ်အဲ့ဒီအတွက်ဒီနေရာပိုင်းဆိုင်ရာ special ပေါ့နော်ဒီနေရာပိုင်းဆိုင်ရာကာကွယ်မှုအမြင်လိုအပ်တယ်အဲ့ဒါက natural အဖြစ်လာတယ်ပေါ့နော်အဲ့တော့အဲ့ဒီအချက် riders မှာမရှိဘူးလုံးဝကိုမရှိတာပြီးတော့ ဒီဘောလုံးလမ်းကြောင်းတွေကိုဖျက်တောက်ဖို့ interception တွေလုပ်ဖို့ဘောလုံးတွေကောက်ဖို့အဲ့တော့ဒီအလုပ်ကိုလုပ်တဲ့ကစားသမားမဟုတ်ဘူး Guardiola ရဲ့ idea ကတော့သူ့ရဲ့ဒါ primary setup ဖြစ်တဲ့သူအရင်သဘောကျတဲ့3-4-1ကိုသွားကျင်တယ်လို့ကျွန်တော်ကတော့ယူဆတယ် John Stones ဟာလည်းအဲ့ဒီနှစ်ဆိုတဲ့နေရာကိုဒါသူ့ရဲ့အောင်မြင်တဲ့ပုံစံအတိုင်းဆက်လက်ပြီးတော့လုပ်ကင်ခဲ့တာကိုမြင်ရတယ်ဒါပေမဲ့အဲ့ဒါကအလုပ်မဖြစ်တော့ဘူးအဲ့ဒါက Manchester City 1.0မှာကျန်ခဲ့ပြီးအခု Manchester City က2.0ကိုသွားနေရမယ်အနေအထားသွားလက်သွားခဲ့တယ်ဒီပွဲမတိုင်ခဲ့ပါ ဒီဘွဲမနိုင်ငံမှာသွားခဲ့ပြီးတော့ရလက်ကောင်းတွေကိုထူးဆစ်ထားနိုင်ခဲ့တယ်။အဲ့ထူးဆစ်ထားခြင်းကအဲ့ဒီအပြောင်းလဲတွေကြောင့်အခုကငကူရှိနေတဲ့တွင်းထဲကိုပြန်သွားခဲ့တယ်လို့ကျွန်တော်ကတော့ယူဆခြင်းတယ်။အဲ့ဒီအတွက် single pivot မှာသူ့ရဲ့ရွေးချယ်မှုလိုအပ်ချက်ရှိခဲ့တယ်လို့ကျွန်တော်ကတော့ထင်တယ်။ဟုတ်တယ်။ Nico Gonzalez ကပြီးခဲ့တဲ့ Vida ရဲ့ပွဲမှာလိုအပ်ချက်တွေအဲဒီတန်ရာပိုင်းပြဿနာပေါ့နော်။တန်ရာပိုင်းပြဿနာရင်ဆိုင်ခဲ့ရတယ်။ knock ဖြစ်ခဲ့တယ်ပေါ့နော်။ဒါကြောင့်မလို့ဒီပွဲအတွက်အပြည့်အဝမကစားနိုင်ဘူးလို့ယူဆရတယ်။ပြီးတော့ cover check ကိုအဲ့ဒီ အရှိပေါ်မှာတော့သုံးခဲ့တယ်ဒါ cover chip ကတော့အဲ့နေရာနဲ့ live ဖတ်တဲ့ပုံစံမဟုတ်ပါဘူးဒါ cover chip ကိုလည်းဒီဘက်မှာလုံးလုံးမသုံးခဲ့တာကိုမြင်တွေ့ရတယ်အဲ့ဒီအတွက်ပေးဆက်ရမှုကြီးမားတယ်လို့ကျွန်တော်ကယူဆတယ်ပြီးတော့နောက်ထပ်တစ်ချက်ခန်စစ်မှာအရင်အတွဲမိနေတဲ့အထိုင်း cover dio နဲ့ ruben ds ကျွန်တော် channel ကိုပုံမှန်စောင့်ကြည့်နေတဲ့ပရိသတ်တွေဆိုသိပါလိမ့်မယ်ကျွန်တော်ဒီခန်စစ်အတွဲကိုတော်တော်လေး backing ပေးတယ်ပေါ့နော် manchester city အတွက် solution လို့ကျွန်တော်ယူဆတယ်အဲ့တော့ဒီဘွဲမှာအဲ့ဒီအထိုင်းကိုသူဖြတ်ခဲ့တယ်ပေါ့နော်အဲ့တော့ရှေ့ဘွဲတွေမှာ န်ချက်စတာစီးတီးစပြီးအလုပ်ဖြစ်လာကြတဲ့ကအဲ့ဒီခန်စစ်စန်တာဘက်ပေရင့်စ်ကအရေးပါတယ်အဲ့စန်တာဘက်ပေရင့်စ်ကိုဖျက်တယ်ပြီးတော့ LB ကိုပို့တယ်အဲ့တော့ LB မှာကစားနေတဲ့ O'Reilly O'Reilly ကအရန်ကြီးထောင်ထွက်ပြီးကောင်းနေတဲ့ကစားသမားလို့ကျွန်တော်တို့ပြောလို့မရဘူးဒါပေမဲ့ City ရဲ့ assistant တွေအရေးပါတယ်သူ့ရဲ့နေရာယူခြင်းတွေကဒီ Manchester United နဲ့ Manchester Derby ပွဲတွေကစလို့တိတာထင်ရှားတဲ့ impact ရှိတယ်ပေါ့နော်သူကဟိုးအရှိအထိတက်ပြီးတော့နေရာယူနိုင်တယ် overlap ပေါ့နော်ဘေးကနေ width ဟိုတာအနေနဲ့ကစားတာမဟုတ်ဘူး तू ကကွင်းလေတယ်ဝင်ဝင်လာပြီးကွင်းလေတယ်ဝင်လာတယ်ဆိုတဲ့နေရာမှာဥပမာ cover deal တီပွဲမှာ तू တယောက်တည်းအနေနဲ့ကြည့်မယ်ဆိုရင်ကစားတာကောင်းတယ်သူ့စီကနေကျွန်တော်တို့ဘောလုံးကို तू walk နဲ့တဲဆောင်ပြီးတက်ပြီးတော့ရှေ့ကို progression လုပ်ပေးတာကိုသို့မဟုတ် passing နဲ့ progression လုပ်ပေးတာကိုအင်မတန်မြင့်မှာဆိုတာမြင်တွေ့ခဲ့ရတယ်တက်တနာက Manchester City ကဘယ်ရောက်ခဲ့နေရကအဲ့ဒီအချက်ကိုလိုနေရမဟုတ်ဘူးကဗာဒီယိုကအလယ်မှာရှိနေခြင်းပိုကောင်းပြီးတော့အဲ့ဒီ ဘယ်ကဘာလို့လဲဆိုတော့ extra body တရားအနေနဲ့ light တက်ပြီးတော့လိုနေရကျွန်တော်တို့ပြီးခဲ့တဲ့ပွဲတွေကိုပြန်ကြည့်တဲ့အခါမှာ Nico O'Reilly အနေနဲ့ goal တွေ assist တွေမလုပ်သည့်တိုင်အောင်သူဟာအဲ့ဒီ midfield line ထဲမှာအများနဲ့ပါတယ် midfield line ဆိုတာ beta line မဟုတ်ဘူး midfield beta line မှာ Bernardo တို့ဒီ Nico တို့မဟုတ် Rodri တို့မဟုတ်ဒါဒီပွဲအနေနဲ့ဆို Rinders ပေါ့နော်အဲ့တော့သူတို့တွေရှိတယ်သူတို့တွေကဒီအလုပ်ကိုလုပ်တယ်ဒါပေမဲ့အရှိမဒီ receive လုပ်မဲ့ကစားသမားပေါ့နော်အဲ့တော့ Foden Haaland ပြီးတော့တာမန်ကစားသမား2ယောက်အိတ်ကစားသမားတွေနဲ့အတူ O'Reilly ကဝင်ပြီးတော့ extra body သူ့လည်းဘယ်သူမှမပေးဘူးဒါပေမဲ့ဘယ်သူမှမပေးပြင်မယ်မကတ်လို့မရဘူးမကတ်ရင်သူ့ကိုပေးပြီးတော့နောက်ထပ် set up တွေထပ်ပြီးတော့အမ်တိဆောက်သွားမှာပေါ့နော်အဲ့လိုမျိုးလုပ်ခဲ့တဲ့အဲဒီသူ့စီရအဆစ်စရာခဲ့တဲ့အခြေအနေတွေလည်းကျွန်တော်တို့မြင်ခဲ့ရလိမ့်မယ်အဲ့တော့အဲ့ဒီအသုံးဝင်မှုအဲ့ဒီ impact ကအရေးကြီးတယ်အဲ့ဒီ impact ကို Guardiola ကလွှတ်ပြခဲ့တယ်လွှတ်ပြခဲ့ပြီးတော့ဥပမာထားပါလို့ O'Reilly ကိုမသုံးဘဲနဲ့ Ryan Aitnuri လို့ကစားသမားကိုသုံးတယ် ကဘာဒီယောက CB မှာပဲဆိုရင်တော့ကျွန်တော်တို့ကလက်ခံလို့ရသေးတယ်အခုက तू က double triple အဲ့လို changes တွေလုပ်ခဲ့တာ CD ရဲ့အရန်မိနေတဲ့ setup ထဲက double triple changes တွေကိုလုပ်ခဲ့တာအဲ့ဒီအတော့အမ်ဒီဒီဘက်မှာမြင်ခဲ့ရတဲ့အားနည်းချက်တွေကျွန်တော်တို့တွေ့ခဲ့ရတယ် Aston Villa ကယာဒီအစမှာရလက်တွေရိမ့်ရိုင်ခဲ့ပေမဲ့သူတို့အနေနဲ့ခံကစားရတဲ့ပွဲတွေမှာသူတို့ထူးကျွန်တယ်ပြီးတော့သူတို့ရဲ့ကွင်းလယ်မှာဒါအိုနာနာတို့ကမာရာတို့ပြန်ပါလာတယ်အဲ့ကစားသမားတွေက defensive ကစားတာအရင်ကောင်းတယ်အထူးသဖြင့် မန်ချက်စတာစီးတီးရဲ့အားသာချက်တွေကိုတားဆီးဖို့အဲ့တော့ဟာလန်နဲ့ဖိုဒန်သို့မဟုတ်ဒီဖိုဒန်တို့ရှိနေတဲ့ line တွေကမြည်သည့်ကစားသမားနဲ့မဆိုကွန်နက်ရှင်မရဖို့အတွက်ခုနအက်စတွန်ဗီလာရဲ့ defensive ဂျူရိုဒီ defensive midfield ဂျူရိုကလိုက်ပြီးတော့ဟန်တာနိုင်ခဲ့တယ်ပြီးတော့အိုနာနာဟာအန်ဒရီအိုနာနာဟာဒီလိုက်ပြီးတော့အကောင်းဆုံးပေးစုပေးနိုင်တာကိုတွေ့ရတယ်ပြီးတော့ clearances တွေအရင်ကောင်းတာကိုတွေ့ရလိမ့်မယ်ကာမရာကကြတော့ interception ကောင်းတယ်ပြီးတော့ blocking တွေကောင်းကောင်းလုပ်နိုင်တာတွေ့ရလိုက်မယ်အဲ့တော့ဒီ central defensive core က Aston Villa အနေနဲ့တောင့်တင်တယ်သူကလုံးဝအထိုင်ကြီးပိတ်ပြီးကစားနေတဲ့ type လည်းမဟုတ်ဘူးလုံးဝဟိုး Liverpool လိုလို high line တက်ပြီးကစားတဲ့ type လည်းမဟုတ်ဘူးသူကအိတ်ချားထဲမှာနှမျိုးစလုံးကိုကူလူပြီးကစားလေးရှိတဲ့ type ဖြစ်တယ်အဲ့တော့ပြောမယ်ဆိုရင် Manchester City ဟာသူတို့ရဲ့အားသာချက်တွေကိုသူတို့ခောက်သိမ်းခဲ့ပြီးတော့အားနေခဲ့တဲ့ပုံစံစီပြန်သွားခဲ့တယ်အဲ့တော့ဒီလိုမျိုးအပြောင်းလဲတွေလုပ်ရခြင်းအတော့ ဒီ rotation ဆိုင်ရာအဆုံးပြတ်ချက်တွေပြီးတော့စက်ခတ်မှုဆိုင်ရာလိုအပ်ချက်တွေရှိတာမှန်တယ်ပြဿနာကကွာဒီလာကတပွဲထဲမှာအများကြီးချိန်မလိုက်တာပေါ့နော်အများကြီးချိန်လိုက်တဲ့အပြင်တောင်မန်နေမှာလဲသူ့ရဲ့အားကိုးရဆုံး Tokyo 7 new ဒီလိုတောင်မန်နဲ့ပထွက်ပွဲမထွက်လာဘူးသို့မဟုတ် Tokyo Banado အဲ့လိုပုံစံနဲ့ပွဲမထွက်လာအောင်အဲ့တော့အဲ့လိုပုံစံကဘာဖြစ်တယ်လဲဆိုတော့ဥမာ Banado ညလာမှာကစားတယ် Banado ကအရင်ကလိုမျိုးသူငယ်ရွယ်စဉ်အရလိုမျိုးလိန်ခောက်ပြီးတော့မှုေနောက်ပြီးထိုးနှက်တဲ့ပုံစံတော့မရှိဘူး။ဒါပေမဲ့သူက extra man light လုပ်ပေးတယ် အထဲထဲကိုဝင်လာတယ်။ကွင်းထဲမှာဂွာဒီယိုလာထည့်ပေးထားတဲ့လက်ထောင်ဒီပြတယောက်လိုပဲ။ဘာနာဒိုကအဲ့ဒီအဲဒီကွင်းထဲကမန်ချက်စတာစီးတီးရဲ့ကစားဟန်ကဝဲတော်တစ်ခုရာသီဥတုတစ်ခုဆိုရင်ဘာနာဒိုဆေးဗာကရက်ဂူလေတာအနေနဲ့လိုက်ပြီးတော့လုတ်ပြီးတယ်။အခုအော်စကာဘော့ကစားအော်စကာဘော့တို့ကအဲ့ဒီလိုအလုပ်တွေလုပ်နိုင်တဲ့ကစားသမားမဟုတ်သေးဘူး။အဲ့ဒီ decision level ကိုမရောက်သေးဘူး။သူကသူ technical skill ကောင်းတာပဲရှိသေးတာ။ပြီးတော့ तू က explosiveness နဲ့တိုက်ခိုက်နိုင်တယ်ကစားသမားမဟုတ်ဘူး तू ကဒီ ြောမယ်ဆိုရင်ဘယ်လိုပြောမလဲ small space ပေါ့နော် small space player ဆန်တယ်ဒိုကူက last pick ကို small space ကိုရတယ်ပေါ့နော်အဲ့တော့ဒိုကူမပါဘူးဆာဗင်ညိုကလည်းနှမျိုးလုံးရတယ်ဟုတ်ပြီဒီနောက်ကွင်းလယ်မှာပြောင်းထားတယ်ပြီးတော့ဒီနံပါတ်8မှာပြောင်းထားတယ် center back ပြောင်းထားတယ် LB တွေပြောင်းထားတယ်လူတွေ change ထားတယ်ဆိုရင်အဲ့လိုမတိမငြိမ်ဖြစ်နေနိုင်တယ်အဲ့တော့အဲ့လိုမတိမငြိမ်ဖြစ်နေပြီဆိုကျန်တဲ့နေရာတွေကိုအားကောင်းဆုံး3ရဖို့ရှိတယ်ဒါပေမဲ့ကွာဒီလိုလာကအဲ့လိုလည်းမလုပ်ခဲ့ဘူး သူ့မှာဒီ wall လုပ်ပန်းဆိုင်ရာ management လုပ်နေရတဲ့အချက်တွေရှိတာကိုနားလည်ပြင်မယ်ဒီပွဲမှာလုတ်ခဲ့တဲ့အပြောင်းလဲတွေကအရန်ကိုကြီးသွားခဲ့တယ်အရန်ကြီးသွားခဲ့တဲ့အခါမှာ Manchester City အနေနဲ့သူတို့ကစားကွက်မိအောင်လားစစ်အောင်လားမလုပ်နိုင်ခဲ့ဘူးအခွင့်အရေးကောင်းတချို့ရတယ်ဒါပေမဲ့အဲ့အနေထားတွေက break တွေကလည်း walk နဲ့ walk နဲ့ထွက်သွားတဲ့အနေထားမျိုးတွေဒီ Holland ပထမဆုံးမှလွတ်သွားတာဘာလို့ထိုးပေးတာကန်ထည့်တာမျိုးတစ်ချိန်ရှိခဲ့ဒါပေမဲ့အခွင့်အရေးမမရရမရခဲ့ဘူးဒုတိယပိုင်းမှာတော့နည်းနည်းလေးပိုလွတ်လာတယ်ဒါပေမဲ့အခွင့်အရေးကောင်းတယ်လို့ပြောလို့မရဘူးပြီးတော့ အဲဒီ Savinho နှလုံးကန်ထဲတဲ့အလုံးမှာဒီ Paul Torres ကကိုစီကိုစီဘွာတားသွားတယ်လို့ပြောရမှာပေါ့ကိုလိုင်း clearance လုတ်သွားတယ်လို့ပြောရလိမ့်မယ်အရန်ကောင်းခဲ့တယ်ပေါ့နော်ပြီးတော့ကိုတခုတော့ရသေးတယ်အိုမာမာမူရှီရဲ့ဖြတ်တင်ဘောကိုဟာလန်သွင်းသွားတယ်ဒါပေမဲ့မာမူရှီထွက်ကလေးကလူကျုံနေခဲ့တဲ့အတွက်ဟာလန်ကတော့ကွာအနာခံပြီးတော့ပိတ်လိုက်တာပေါ့နော်ပိတ်လိုက်ပြီးတော့သူတိုင်နေကွာနဲ့စောင့်ပြီးသွားတယ်ကွာအနာခံပြီးပိတ်လိုက်ပြင်မဲ့ကိုမဖြစ်သွားဘူးပေါ့နော် အာလင်းဟာလန်ရဲ့ဒါပွဲစဉ်စတိုက်ကိုသွင်းတဲ့စံချိန်ပြတ်သွားတယ်အဲ့တော့ဟုတ်ပြီမန်ချက်စတာစီးတီးကအာလင်းဟာလန်မကိုမသွင်းရင်အလုံးမလုံးနိုင်တော့ဘူးလားဗောနောအဲ့တော့ဒီမေကွန်းကလက်ရှိအချိန်မှာကျေလောင်နေတဲ့မေကွန်းပြောမယ်ဆိုရင်တခုမရှုံးခင်ဒီအပတ်မဝင်ခင်ပြီးခဲ့တဲ့အပတ်ကလေးတွေကကျေလောင်နေတဲ့မေကွန်းတခုဖြစ်တယ် Sky Sports Monday Night Football မှာလည်းပြောသွားတယ်လို့ထင်တယ်ဘယ်အစီအစဉ်မှာလည်းမသူပြောသွားတယ်ဗောနောဟိုဘယ်လိုပြောမလဲဟာလန်ကဆက်တကိုသွင်းထားပြီးတော့ဒုတိယမြောက်ကိုအနည်းဆုံးကိုအများဆုံးသွင်းထားတဲ့ကစားသမားက မရှိဘူးဖြစ်နေတယ် SRV အုံကုန်ငွေသူနာ SRV ဖြစ်နေတယ်ပန်လီနဲ့ပွဲတော့ကအော်ဒီနေသားကလည်း impact ရှိတယ်ဒါပေမဲ့အဲ့ impact ကအကြီးဆုံး impact မဟုတ်ဘူးအကြီးဆုံး impact ကရှေ့မှာကျွန်တော်တင်ပြခဲ့တဲ့အရာဒါကတော့ကျွန်တော်ယူဆတာကိုတင်ပြတာပေါ့နော်အဲ့ဒီအရာတွေကိုပြင်ဆင်နိုင်လဲဆိုရင်ဟာလန်ကလည်းဆက်သွင်းနေဦးမှာပဲဟာလန်မသွင်းခဲ့ရင်ဆိုတဲ့မေကွန်းကအဲ့အရှိရဟာတွေမလုံနိုင်လို့ဖြစ်လာတယ်အော်အဲ့အရှိရဟာတွေအရေးကြီးတယ်ဟာလန်ကအဲ့လိုမျိုးအရန်ကြီးကောင်းတဲ့ခွင်တစ်ခုကိုဆက်တက်လုပ်ပေးတင်စရာမလိုဘူး တာမန်အနေထားလေး set up ရှိရင်တော့ဟာလန်ကကိုသွင်းနိုင်တယ်အဲ့တော့ဒီဘက်မှာအဲ့ဒီတာမန်အနေထားလေးကိုတော့မန်စတာစီးတီးက set up လုပ်နိုင်ခဲ့ဦးစီးတီးရဲ့ကစားဟန်ကစားပုံကအဲ့ဒီ set up တွေအရေးကြီးတယ်သူတို့ရဲ့တိုက်စစ်ခံစစ်ကွင်းလေအဲ့အရာအလုံးကအဲ့ဒီ set up တွေမိနေဖို့လိုတယ်အဲ့မိနေမှအကောင့်တွေပေါ်လာအဲ့တော့ဒီဘက်မှာဂွာဂျူလာအပြောင်းလဲများခဲ့တယ်ကျွန်တော်အထင်ကတော့ volume management လုပ်ရမယ်အနေထားတွေရှိတယ်တစ်ချိန်တည်းမှာ Aston Villa ကအရင်အားမကောင်းနေဘူးအဲ့တော့ဂွာဂျူလာအနေနဲ့ short twitch ခဲ့မိတယ်ပြီးတော့ သူ့ရဲ့အရှင်းပုံစံပေါ့နော်လက်ရှိအချိန်မှာအသင်းကဖောင်လေးပြန်မိလာပြီအသင်းကသွားနေတဲ့လမ်းကြောင်းလေးဖြောင့်ပြူလာပြီဆိုတော့သူ့ရဲ့အရှင်းကပုံစံလေးကိုတွက်ဖက်ပြီးသုံးဆွဲမယ်ဆိုရင်အလုံးဖြစ်နိုင်တယ်လို့ယူဆပုံရတယ်ဒါပေမဲ့အလုံးဖြစ်ခဲ့ဦးကွာဂျူလာနေနဲ့ပြတ်သားတင်တယ်လို့ကျွန်တော်ယူဆတယ်ကွာဂျူလာအခုဒီပွဲမတိုင်ခင်သွားနေတဲ့ပုံစံတိုင်းပဲပြတ်ပြတ်သားသားသွားအဲ့ဒီပြတ်ပြတ်သားသားသွားမယ်ဆိုရင်ချန်ပီယံစုတွေပါခဏထားလိုက်သူတို့သွားနေတဲ့လမ်းကြောင်းကပုံကောင်းကောင်းပေါ်လာမယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်အခုကတော့အဲ့ပုံပေါ်နေတဲ့လမ်းကနေခိတခဏ တခြားသောဘက်ကိုရင်းသွားတယ်။ရလလည်းရိမ့်ရိုင်သွားတာကိုမြင်တွေ့ကြရတယ်။ဒီရှုံးဘက်ကအရန်အရေးကြီးတယ်။ဘာဖြစ်လို့လဲဆိုတော့မန်ချက်စတာစီးတီးရဲ့နောက်ပွဲတွေနည်းနည်းကျက်တယ်ပေါ့နော်။ထားပါတော့အဲ့နည်းနည်းကျက်တာကျွန်တော်တို့ခဏမေးပြီးလက်ရှိအနေအထားနဲ့ပဲကြည့်မယ်ဆိုရင်အာဆင်နယ်အသင်းနဲ့အမှတ်ကွာဟာမှုပုံမူကျဲလောင်လာခဲ့တယ်ပေါ့နော်။အဲ့တော့ဒါကအရေးကြီးတယ်။လီဗာပူးတိုင်ပန်းနေစေမှာမန်ချက်စတာစီးတီးကတက်နေတဲ့များရှေ့တိုးထားဖို့လိုအပ်တယ်။အခွင့်အရေးလည်းရခဲ့တယ်။အဲ့ခွင့်အရေးကိုသူတို့အခုလိုမျိုးအမ်ပေါ်ရောစွာ အဆုံးရှုံးခံခဲ့တဲ့အတွက်ဒါဒီရလထွက်ပေါ်တယ်လို့ကျွန်တော်ကတော့ယူဆတယ် Aston Villa အတွက်တော့ Titan နဲ့နိုင်ပွဲတွင်းသွားတဲ့မတီ Cash ရဲ့ဂိုးကလည်းအရန်ကောင်းတယ်လို့ကျွန်တော်ကတော့သတ်မှတ်ချင်တယ်ပြီးတော့တပွဲလုံးကစားသွားတဲ့ပုံစံပေါ့နော်အထူးသဖြင့်ကျွန်တော်အရန်တဘောချခဲ့တာကဒီပွဲမှာကွင်းလက်ကအိုနာနာနဲ့ပြီးတော့အဲဒီကင်မရာပေါ့နော်ဘူဘက်ကကင်မရာကစားတာတော်တော်သဘောကျဖို့ကောင်းတယ်အရင်တော့ကတော့ Morgan Rogers နဲ့ Manchester City ရဲ့ Central Channel တွေကနေတောက်လျှောက် ဒုက္ခပေးတာဒီပွဲကတော့အဲ့လိုတွေမဟုတ်ခဲ့ဘူးပြီးတော့ခုနကပြန်မှာပို့ပြီးတော့ခက်စားလာတဲ့ set piece trend တွေကိုလေ Aston Villa အနေနဲ့အမိလိုက်ပြီးတော့တွင်းသွားတဲ့ဂိုးကလည်း indirect set piece goal လို့ပြောရမှာပေါ့နော်မဒီ cash ကန်သွားတော့တော်တော်လေးကိုလှတယ် Aston Villa အနေနဲ့ရှားလက်ကောင်းတွေကိုဖြည်းဖြည်းချင်းပြန်ပြီးဆုလာနေနိုင်ပြီလို့ပြောမှာပြီးခဲ့တဲ့ဘက်က Spurs ကိုနိုင်တယ်အခု Manchester City ကိုနိုင်တယ်နိုင်တာကအရင်သိတာလေပေါ့နော်တရေလောက်ကတို့တို့အရင်ထူးရှားနေမှာမဟုတ်ဘူးနိုင်တဲ့အတွက်သုံးဘက်ကဒီဖက်ကနေဖက်ကနေဖက်ကနေဒီ အဆင့်ရက်တီမူတွေခုန်ခုန်တက်လာတာပေါ့နော်အတော့ Aston Villa အနေနဲ့သူတို့ရဲ့မနစ်ကကောင်းခဲ့တဲ့ခြေစွမ်းကိုဒါပြန်လဲရှာဖွေနေပြီအဲနည်းနည်းလေးအလင်းရောင်လေးလည်းရနေပြီလို့ပြောလို့ရတယ် Manchester City ကတော့ရှုံးချက်လာခဲ့လို့ကျွန်တော်ကသုံးသပ်ချင်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လဲဆုံတွေ့ပါမယ်ခင်ဗျာ